အထက်မြဝပြည်ရဲ့အနောက်ဘက်ကျမှာတော့အောက်ချင်းငယ်တို့ပျော်ဆိုင်ရာချင်းတောင်နယ်ကြီးတည်ရှိပါတယ်။ချင်းတောင်နယ်ဒေသတွေမှာတော့မတူညီရဲ့ချင်းမျိုးနယ်စုပေါင်းများစွာဟာပြန့်နှံ့နေထိုင်နေကြပါတယ်။ချင်းဒေသမှာချင်းမျိုးနယ်စုတွေများပြားလာတဲ့အကြောင်းချင်းလက်နက်ကင်တွေဟာလည်းများပြားလာပါတယ်။ဒီနေ့တင်ဆက်ပေးရမယ့်ဗီဒီယိုမှာတော့လက်ရှိချိန်ထိမြန်မာပြည်တွင်ပြည်ပခါမှာပါဝင်နေတဲ့ချင်းလက်နက်ကင်ဖွဲ့တစ်ခုဖြစ်တဲ့ချင်းမျိုးရတပ်ဦးချင်းမျိုးရတပ်မတော် CNF CNA အကြောင်းနားဆင်ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ရဲ့အကြောင်းအရာကိုစလိုက်ကြရအောင်ပါ။ ချင်းမျိုးရတပ်မတော် CNA ဟာချင်းမျိုးရတပ် UCN နဲ့ရဲ့နိုင်ငံဥဆောင်မှုခံယူထားတဲ့ချင်းလက်နက်ကန်တပ်တစ်ခုဖြစ်ပါတယ်။လက်ရှိကာလချင်းတောင်နယ်ဒေသတွေမှာပြန်လည်လှုပ်ရှားနေတဲ့ချင်းလက်နက်ကန်အဖွဲ့တွေမှာတော့ CNF CNA ကတပ်တန့်အရှိကြဆုံးချင်းလက်နက်ကန်အဖွဲ့တစ်ခုဖြစ်ပါတယ်။ CNF CNA ဟာနှဝတာလက်ထက်အငင်းချင်းဆွေးနွေးပွဲတွေမှာတော့မပါဝင်ဖြစ်ပေမဲ့ဦးသိန်းစိန်အစိုးရရဲ့ပြည်내အဆင့်ပြည်ထောင်စုအဆင့်အပြည့်အလုံငယ်စဉ်တွေပြင် NCA လုပ်ငန်းစဉ်တွေမှာတော့ပါဝင်ခူးပါတယ်။ဒါပေမဲ့2021ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာချိန်မှာတော့ CNF CNA ဟာလည်း PD လူထုနဲ့အတူတရားရဲရက်တည်ပြီးမှ စစ်ကောင်စီလက်အောက်ခံတပ်တွေကိုတိုက်ခိုက်ပေးခဲ့တယ်လို့တော်လိုင်းကာလာတွင်မှပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်းမဟာမိတ်ပြုခဲ့ပါတယ်။လက်ရှိမှာတော့ CNN CNN ဟာစစ်ကောင်စီလက်အောက်ခံတပ်တွေကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီးမှကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရချင်းပြည်တိဆောက်ရေးညီမှန်ချက်ကိုလည်းဆက်လက်အကောင်အထည်ဖော်နေစေဖြစ်ပါတယ်။ 1962ခုနှစ်မှာတော့အိန္ဒိယနိုင်ငံအရှိမျောက်ဘက်မီဇိုတောင်တန်းပေါ်ကမီဇိုလက်နက်ကင်တွေဟာမီဇိုအမျိုးသားတပ်ကိုထူထောင်ခဲ့ကြပြီးမှအိန္ဒိယမြန်မာနယ်စပ်တရုံးမှာအခြေဆိုင်ရင်းမီဇိုရန်ပြည်နယ်ရရှိရေးအတွက်စတင်တော်လှန်ခဲ့ကြပါတယ်။ အဲ့ဒီနောက်1962ခုနှစ်မှာတော့မြန်မာနိုင်ငံမှာဥနေဝင်အဆောင်နဲ့စစ်အာဏာသိမ်းမှုကြီးဖြစ်ပွားခဲ့ပြီးမှအိန္ဒိယနိုင်ငံမီဇိုရန်ဒေသနဲ့ကက်လျက်တည်ရှိနေတဲ့ချင်းတောင်တန်းပေါ်မှာလည်းချင်းလက်နက်ကင်တပ်တခုပေါ်လာခဲ့ပါတယ်။ချင်းလွတ်လပ်ရေးတပ်မတော်လို့အမည်ရတဲ့ချင်းလက်နက်ကင်တပ်ကိုတော့ရခိုင်ကမြန်မာတပ်မတော်အမတ်နဲ့ချင်းတပ်နက်ကင်တပ်ရင်ဦးစီးခဲ့တဲ့ဒုတိယဗိုလ်မှူးကြီးစွန်ခိုပေါင်ကခေါင်းဆောင်ခဲ့ပြီးမှတပ်အင်အား၁၀ခန်းနဲ့လာရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံချင်းတောင်တန်းဘောကချင်းလက်နက်ကင်တွေနဲ့အိန္ဒိယနိုင်ငံမီဇိုရန်ဒေသကမီဇိုလက်နက်ကင်တွေဟာအိန္ဒိယမြန်မာနယ်စပ်တကြောမှာစစ်ရေးလှုပ်ရှားနေတာကြောင့်1964ခုနှစ်မှာတော့အိန္ဒိယနဲ့မြန်မာနယ်နိုင်ငံတပ်တွေပူးပေါင်းပြီးမှအိန္ဒိယမြန်မာနယ်စပ်တခြားကလက်နက်ကင်တပ်တွေကိုပူးတွဲချိန်မုံဖို့အတွက်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့လက်နက်ကင်တပ်တွေကိုအပြည့်အဝမချိန်မုံနိုင်ခဲ့တဲ့အပြင် အိန္ဒိယနိုင်ငံမီဇိုရန်ဒေသကလက်နက်ကင်အကြောမှုကြီးဟာလည်းပုံမှန်ကြီးထွားလာခဲ့ပါတယ်။အဲဒီနောက်1966ခုနှစ်မှာတော့အိန္ဒိယနိုင်ငံမီဇိုရန်ဒေသကမီဇိုအမျိုးသားတပ်ဦးလက်အောက်ခံတပ်တွေဟာမြန်မာနိုင်ငံချင်းတောင်တန်းဒေသကိုကျူးကျော်ဝင်ရောက်လာခဲ့ကြပြီးမှချင်းဒေသအနောက်ဘက်ကနယ်မြေတချို့ကိုမီဇိုရန်ဒေသဖြစ်မိမိတို့ပါတာတတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲချင်းတောင်နယ်ဒေသကချင်းလူမျိုးတို့ချို့ဟာလည်းမီဆိုအမျိုးသားတပ်ဦးဖွဲ့ဝင်တွေဖြစ်လာခဲ့ကြပါတယ်။1969ခုနှစ်မှာတော့မြန်မာနိုင်ငံအစိုးရနဲ့အိန္ဒိယအစိုးရတို့ကအိန္ဒိယမြန်မာနိုင်ငံအတွင်းမှာစီရီလှုပ်ရှားနေပြီဖြစ်တဲ့မီဆိုအမျိုးသားတပ်ဦးကိုနှစ်နိုင်ငံပူးတွဲထိုးစစ်ကြီးတွေနဲ့ချေမှုန်းတိုက်ခိုက်ခဲ့ပါတော့တယ်။ဒီထိုးစစ်ကြီးတွေကြောင့်မီဆိုအမျိုးသားတပ်ဦးကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆုတ်ခွာခဲ့ရပါတယ်။ အဲ့ဒီနဲ့1969ခုနှစ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်ဘက်ကိုဆုတ်ခွာလာခဲ့တဲ့မီဆိုအမျိုးရက်တပ်ဦးတွေကချင်းစစ်တီတွေကိုစုစည်းပြီးမှတရခါရဲ့ဥဆောင်မှုနဲ့အတူဇိုမီအမျိုးရက်တပ်ဦးဇိုမီအမျိုးရက်တပ်မတော်ကိုတီထောင်ခဲ့ကြပါတယ်။အဲ့ဒီကာလဝန်းကျင်မှာပဲချင်းတော်နယ်မှာဇိုမီချင်းလူမျိုးရေးတပ်ဦးဆိုတဲ့ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုလည်းထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ မီဇိုအမျိုးသားတပ်ဦးကနေခွဲထုတ်ဖွဲ့စည်းထားတဲ့ချင်းနှုံးရဲ့ဆိုမီအမျိုးသားတပ်ဦးကတော့မီဇိုအမျိုးသားတပ်ဦးနဲ့အတူဆက်လက်ပူးတွဲတိုက်ခိုက်ခဲ့ပြီးမှမီဇိုရန်ဒေတာတဲ့ပြန်လည်ဝင်ရောက်လှုပ်ရှားခဲ့ပါတယ်။1980ခုနှစ်မှာတော့ဝီလျံဆာလင်းဆန်နဲ့ချင်းနှုံးငယ်တို့ထိုင်းနိုင်ငံအတွင်းရောက်ရှိလာခဲ့ပြီးမှချင်းဒီမိုကရေစီပါတီကိုဖွဲ့စည်းခဲ့ကြပါတယ်။အဲဒီနောက်1981ခုနှစ်မှာတော့ချင်းဒီမိုကရေစီပါတီကဇိုမီချင်းနှုံးမြောင်ရဲ့တအုပ်နဲ့ပူးပေါင်းပြီးဇိုမီဒီမိုကရေစီပါတီကိုထပ်မံထူထောင်ခဲ့ကြပေမဲ့ပြည်ပိုင်အတွင်းမှာပဲဇိုမီချင်းနှုံးမြောင်ရဲ့တအုပ်အဖွဲ့ကပါတီကိုစွန့်ခွာသွားခဲ့ရကြောင်း ချင်းဒီမိုကရေစီပါတီအဖြစ်သာဆက်လက်ရည်တည်ခဲ့ပါတယ်အဲ့နောက်မှာတော့ချင်းဒီမိုကရေစီပါတီအဖွဲ့ဝင်တွေဟာမြန်မာနိုင်ငံအတွင်းကကီအန်ဒီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နေမိတဲ့ပြန်လည်ဝင်ရောက်လာခဲ့ကြပြီးမှချင်းလက်နက်ကိုင်တပ်ထုကိုထူထောင်နိုင်ဖို့အတွက်စစ်တင်နန်းတွေတည်ရင်ချင်းလူငယ်တွေကိုစုဆောင်ခဲ့ကြပါတယ်ဒီလိုနဲ့1982ခုနှစ်နှစ်လယ်ပိုင်းလောက်မှာတော့အင်အား150ဝန်းကျင်ရှိတဲ့ချင်းလူမျိုးရေးတပ်မတော်ကိုထူထောင်နိုင်ခဲ့ကြပါတယ်အဲ့ဒီနေ့1982ခုနှစ်အတွင်းမှာပဲမီဇိုရန်နယ်ကနေချင်းပြည်တဲ့ပြန်လည်ဝင်ရောက်လာရှာနေပြီဖြစ်တဲ့ဇိုမီအမျိုးသားတပ်ဦးက စုမှုနယ်မြေကြီးချဲ့ထွင်နိုင်မှုအတွက်တပ်အင်အားကိုစုဆောင်ခဲ့ပြီးမှစုဆောင်တဲ့ရှင်းသက်တာတွေကိုစစ်တင်နှံပေးဖို့အတွက်ကချင်နယ်က KIA တပ်စီကိုအကူအညီတောင်းခဲ့ပါတယ် KIA ဘက်ကလည်းဇုံမီတပ်တွေကိုစစ်တင်နှံပေးဖို့အတွက်တဘောတူညီခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဇုံမီတပ်တွေဟာ KIA နယ်မြေထဲမရောက်နိုင်ပဲရှိနေခဲ့ပါတယ်မြန်မာနိုင်ငံအရှိအလယ်ပိုင်းကီနီဒီတပ်တွေမှာစုဖွဲ့လေ့ကျင့်နေတဲ့ဗိုလ်မှူးဝီလျံဆာလင်းဆန်ရဲ့ချင်းနှုံမြောင်ရဲ့တပ်ကတော့1986ခုနှစ်ကနေစတဲ့ပြီးမှချင်းပြည်အတွင်းပြန်လည်ထိုးပေါက်ဝင်ရောက်နိုင်ဖို့အတွက်ဂိုခိုင်မိုးလင်းဦးဆောင်တဲ့ရခိုင်နှုံမြောင်ရဲ့တပ်မတော်နဲ့အတူချီတက်ခဲ့ကြပါတယ် ချင်းလူမျိုးရေးတမတော်ရဲ့ခေါင်းဆောင်တွေကချင်းသက်တွေချင်းပြည်ကိုပြင်ရောက်ပြီးမှချင်းတော်လိုင်းကိုစတင်တဲ့အချိန်ရောက်ရင်ချင်းလူမျိုးရေးတမတော်ကိုချင်းမျိုးရေးတမတော် CNA အဖြစ်အမည်ပြောင်းလဲဖို့စီစဉ်ထားခဲ့တာပါဒီလိုနဲ့1989ခုနှစ်မှာတော့ရခိုင်လူမျိုးရေးတပ်နဲ့ချင်းလူမျိုးရေးတပ်တို့ရဲ့အင်အား120ဝန်းကျင်ရှိတဲ့မိုးလင်းရာစာစစ်ကြောင်းကချင်းနေရတွင်ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြပေမဲ့အစိုးရတပ်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့ချေမှုမှုကြီးတွေအကြောင်းမှာတကွဲတပြားစီရှောင်တင်ခဲ့ကြရပါတယ်အဲ့တော့1989ခုနှစ်နှစ်လယ်ပိုင်းမှာတော့ဝန်လျာစာစစ်ကြောင်းတစ်ခုလုံးအပြည့်အဝချိန်မုံခံလာရပြီးမ တပ်ဖွဲ့ဝင်50ကျော်တေဆုံး50ကျော်လက်နက်ချဆိုတဲ့စစ်သင်းကြီးနဲ့အတူချင်းနဲ့ရခိုင်တို့ရဲ့လူမျိုးရေးလှုပ်ရှားမှုကြီးဟာလည်းအခမ်းရက်သွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ချင်းမျိုးရတပ်မတော်အဖြစ်အမည်ပြောင်းလဲမဲ့ချင်းလူမျိုးရေးတပ်မတော်ကြီးဟာလည်းပြိုလဲသွားခဲ့ပါတော့တယ်။နောက်တော့ချင်းတပ်တစ်ခုဖြစ်တဲ့မီဇိုရန်အခြေစိုက်ဆိုမီမျိုးရတပ်ဦးကတော့အိန္ဒိယနယ်ခြောက်ဆော့တပ်တွေနဲ့မြန်မာအစိုးရတပ်တွေကိုအပြည့်အဝမထိုးဖောက်နိုင်သေးတာကြောင့်မီဇိုရန်ပြည်နယ်အတွင်းမှာလာမီဇိုမျိုးရတပ်ဦးနဲ့အတူဆက်လက်ပူးတွဲလှုပ်ရှားနေခဲ့ရပါတယ်။ဒီလိုနဲ့1985ခုနှစ်နောက်ပိုင်းမှာတော့ဇိုမီမျိုးရတပ်ဦးအနေနဲ့မြန်မာနိုင်ငံနဲ့ပြန်လည်ဝင်ရောက်ပြီးမှ ရှင်းတော်နိုင်ရီတာမှာချင်းလွတ်လည်ရေးအတွက်ပြီးမှအစိုးရကိုတော်လန်တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်။အဲဒီနောက်1988ခုနှစ်မက်ရှလ20ရက်နေ့မှာတော့ဇိုမီမျိုးရတ်တပ်ဦးကအစီဝေးတရက်ခေါ်ယူကျင်းပခဲ့ပြီးမှဇိုမီမျိုးရတ်တပ်ဦးကိုချင်းမျိုးရတ်တပ်ဦးဖြစ်အမိပြောင်းလဲဖွဲ့စည်းရဲ့အကြောင်းကြေညာခဲ့ပြီးချင်းမျိုးရတ်တပ်ဦး CNF ရဲ့လက်နက်ကင်တပ်အနေနဲ့ချင်းမျိုးရတ်တပ်မတော် CNF ကိုပါဖွဲ့စည်းလိုက်တဲ့အကြောင်းကြေညာခဲ့ပါတယ်။ ချင်းမြူရာတပ်ဦးချင်းမြူရာတပ်မတော် CNF CNN စတင်တည်ထောင်တဲ့မတ်လ20ရက်နေ့ကိုလည်းချင်းမြူရာတော်လိုင်းရင်းနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အဲ့ဒီနေ့စတင်ပါလာအရောက်မှာတော့စစ်တပ်ကနဝတာအစိုးရကိုဖန်တီးပြီးနိုင်ငံတော်အာဏာကိုတပန်ချုပ်ကန်လာခဲ့တာကြောင့်ကျောင်းသားတော်များများတောခုလာခဲ့ကြသလိုချင်းလူမျိုးကျောင်းသားတွေဟာလည်းတော်လိုင်းရင်းလှောက်ဆောင်နေဖို့အတွက်အိန္ဒိယနိုင်ငံတွင်းကိုလာရောက်ခိုလုံခဲ့ကြပါတယ်။ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အိန္ဒိယအစိုးရကလည်းသူ့နိုင်ငံတွင်လာရောက်ခိုလုံတဲ့ကျောင်းသားလူငယ်တွေကိုမီဇိုရန်ပြည်နယ်ဆိုင်ဟာနယ်ကြံဖိုင်ဒေတာတွေမှာဒုက္ခရတဲ့စကန်တွေဖွင့်လှစ်ပေးပြီးမှလက်ခံပေးထားခဲ့ပါတယ်။ 1988ခုနှစ်နိုဝင်ဘာလထဲမှာတော့ချင်းမြူရာသက်ဦးကချင်းမြူရာသက်မတော်ကိုစစ်တင်နှံပြနိုင်ဖို့အတွက်ရှင်လွတ်လပ်ရေးသက်မတော်စီတွားရောက်အကူအညီတောင်းခဲ့ပြီးမှ KIA ဘက်ကလည်းသဘောတူလက်ခံပေးခဲ့ပါတယ်။အဲ့ဒီကာလတွေအတွင်းမှာပဲအိန္ဒိယဒုက္ခတဲ့စခန်းတွေမှာခိုလုံနေတဲ့ចောင်းသားတွေကမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်သက်ဦးအနောက်ဘက်ခြံကိုဖွဲ့စည်းခဲ့ကြပါတယ်။ပြီးတော့မှတော့ ABSDF အနောက်ခြံကချင်းမြူရာသက်ဦးနဲ့ဆွေးနွေးခဲ့ပြီး1989ခုနှစ်ဇန်နဝါရီလမှာတော့ ABSDF အနောက်ခြံကိုဖျက်သိမ်းပြီးမှချင်းမြူရာသက်ဦးနဲ့အတူပူးပေါင်းခဲ့ကြပါတယ်။ 1989ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ချင်းမျိုးရက်သက်ဦးအတွင်းမှာတဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာခဲ့ပြီးဥက္ကဋ္ဌနိုထန်ကက်ဦးဆောင်တဲ့အဖွဲ့နဲ့ဥက္ကဋ္ဌဟောင်းတရားခေါ်ဦးဆောင်တဲ့အဖွဲ့စုတို့မှာနှစ်ဖွဲ့ကွဲလာခဲ့ပါတယ်။ဒါပေမဲ့ချင်းမျိုးရက်သက်ဦးအဖွဲ့ဝင်တော်တော်များများကနိုထန်ကက်ကိုပါထောက်ခံခဲ့ကြရတဲ့ကြောင့်ဥက္ကဋ္ဌဟောင်းတရားခေါ်ကချင်းမျိုးရက်သက်ဦးကနေနှုတ်ထွက်ပြီးချင်းလွတ်မြောက်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့အင်အားနည်းငယ်လာရှိတဲ့ချင်းလွတ်မြောက်ရေးကောင်စီကတော့တော်လင်းလုပ်ငန်းတွေကိုတော့မလုပ်နိုင်ခဲ့ပဲပြတ်တုံသွားခဲ့ရပါတယ်။ ကျန်ရှိနေတဲ့ချင်းမျိုးရတအူကိုတော့노ထန်ကက်ကပဲဆက်လက်ဥဆောင်နေခဲ့ပေမဲ့1992ခုနှစ်မှာတော့노ထန်ကက်ဟာလည်းဖယ်ရှားခံခဲ့ရပါတယ်ချင်းမျိုးရတအူကချင်းတောင်နိုင်ဘော်ကထန်တလန်မျိုးနဲ့အတွင်းမှာတာခြေကုပ်ယူနိုင်ခဲ့ပြီးအချောင်းမျိုးနယ်တွေကိုတော့ထိုးပေါက်နိုင်ခဲ့ခြင်းမရှိသေးပါဘူးဒီလိုနဲ့노ထန်ကက်ဖယ်ရှားခံလိုက်ရပြီးနောက်မှာတော့အမျိုးရလုံချုံရဲ့အရေးပေါ်ကော်မတီကတအူရဲ့ဦးစီးမှုအတောင်းအရေးရက်ကိုဆောင်ရွက်ခဲ့ပြီးမှ1993ခုနှစ်မှာတော့ချင်းမျိုးရတအူပထမအကြိမ်ကြီးလာခံကျင်းပခဲ့ပြီးကောင်းဆောင်အတွက်တွေကိုရွေးချယ်ခဲ့ကြပါတယ် အဲ့နောက်ပိုင်းမှာလည်းတပ်ဦးဥက္ကဋ္ဌနေရာတွေမှာအပြောင်းလဲတွေထရှိခဲ့ပါတယ်ဒီလိုနဲ့1989ခုနှစ်မှာတော့ချင်းမြူရာတပ်ဦးဒုတိယအကြိမ်ကြီးလာခံကိုကျင်းပခဲ့ကြပြီးမှဥက္ကဋ္ဌအသေးဖြစ်သောမတ်စတန်နိုနဲ့သူဥက္ကဋ္ဌအဖြစ်ဦးစဉ်ကျောင်းတို့ကိုရွေးချယ်ခဲ့ကြပြန်ပါတယ်တော့အပြင်ချင်းမြူရာတပ်မတော်ရဲ့ပထမအကြိမ်တပ်မူကြီးလာခံကိုလည်း1989ခုနှစ်အတွင်းမှာပဲကျင်းပခဲ့ကြပါတယ်အဲ့ဒီနောက်2003ခုနှစ်အတွင်းမှာတော့ချင်းမြူရာတပ်ဦးတတိယအကြိမ်ကြီးလာခံကိုကျင်းပခဲ့ကြပြီးမှထစ်တီကောင်းဆောင်အပြောင်းလဲတွေတော့မရှိခဲ့ပါဘူး ီလိုနဲ့2005ခုနှစ်တွင်မှာတော့အိန္ဒိယမြန်မာနိုင်ငံပူးတွဲထိုးစစ်တွေကြောင်း CNF CNA ရဲ့ဌာနချုပ်ဖြစ်တဲ့ Victoria စခန်းကိုလက်လုခဲ့ရပြီးမှအိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်မှာတာပျောက်ကြားစခန်းတွေဖွင့်လှစ်လှုပ်ရှားခဲ့ရပါတယ်။အဲ့ဒီနောက်2008ခုနှစ်ချင်းမြူရတပ်ဦးရဲ့စစ်တုဒ္ဒအကြိမ်ကြီးလာခံမှာတော့ရခင်ကဒူအိုဂရာဖြစ်ခဲ့တဲ့ဦးစဉ်ကျုံကတပ်ဦးဥက္ကရာဖြစ်လာခဲ့ပါတယ်။2017ခုနှစ်ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းမှာတော့ဦးသိန်းစိန်အစိုးရနဲ့ချင်းမီရတပ်ဦးတို့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်သက်တွေအပြစ်ခတ်ရနိုင်ဖို့အတွက်သဘောတူညီချက်တချို့ရရှိခဲ့ပါတယ်။ပြည်ထောင်စု2012ခုနှစ်ဇန်နဝါရီလမှာတော့ CNF CN ကပြည်내အဆင့်အပြစ်ရငင်းချင်းအစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးမှအဲ့ဒီနေ့မေလအတွင်းမှာတော့ပြည်ထောင်စုအဆင့်ငင်းချင်းအစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။2015ခုနှစ် NCA ပေါ်ပေါ်လာခြင်းမှာလည်းချင်းမြရတပ်ဦးက NCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့ပြီးမှငင်းချင်းလက်ချောင်းအတွက်ဒီဇိုင်းမမတ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ပြည်နယ်ပိုင်းမှာလည်းငင်းချင်းရေးကိုရှေ့ရှုပြီးမှစိုးရနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ 2023ခုနှစ်စစ်အာဏာသိမ်းချိန်မှာတော့စစ်အာဏာရှင်တွေကိုတော်လှန်တိုက်ခိုက်ဖို့အတွက်ငြင်းချမ်းရဲလမ်းကြောင်းကိုဆွန့်ခွာခဲ့ပါတော့တယ်။တော်လိုင်းကာလာတွင်မှာပေါ်ပေါ်လာခဲ့တဲ့ဒေတာတွင်ကချင်းလက်ကင်အပွဲတချို့ကိုလည်းစစ်ရေးနိုင်ငံထောက်ပံ့ပေးခဲ့ပြီးမှအမျိုးရညီညွတ်ရေးအစိုးရနဲ့လည်းမဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ CNF CNA ထောက်ပံ့ပေးခဲ့ပူးတဲ့ဒေတာတွင်ကချင်းလက်ကင်တပ်တွေနဲ့အတူပူးပေါင်းပြီးမ ချင်းပြည်ပူးတွဲကာကွယ်ကောင်စီ CJDC ကိုဖွဲ့စည်းခဲ့ပေမဲ့တနက်ဖြန်ဝင်မှုမှာအငင်းပွားစရာတွေဖြစ်လာခဲ့တာကြောင့်2023ခုနှစ်အရောက်မှာတော့ CJDC အတွင်းမှာသဘောထားကွဲလွဲမှုတွေပေါ်ပေါက်လာခဲ့ပြီး2023ခုနှစ်ဒီဇင်ဘာလမှာတော့ CJDC ကိုဖျက်သိမ်းခဲ့ရပါတယ်။ CJDC မဖျက်သိမ်းခဲ့ရင်2023ခုနှစ်ဖေဖော်ဝါရီလအနေစတင်ပြီးမှချင်းပြည်ရတပ်ဦးကချင်းပြည်နယ်အစိုးရအဖြစ်ချင်းလန့်ကောင်စီကိုဖွဲ့စည်းခဲ့မှုပါတယ်။ချင်းလန့်ကောင်စီရဲ့ကာကွယ်ဝင်ကြီးဌာနလက်အောက်မှာတော့ချင်းပြည်ရတပ်မတော်အပြင်ချင်းပြည်ရတပ်ဦးနဲ့ပူးပေါင်းထားတဲ့ချင်းဒေသကာကွယ်တပ်တချို့ရာပါဝင်ခဲ့ပါတယ်။ တော့အပြင်2021ခုနှစ်ကလေးကစတင်ဖွဲ့စည်းထားတဲ့ဂျာကာလာချင်းမျိုးရအတိုင်းပင်ခံကောင်စီ ICNCC ကလည်းချင်းပြည်နယ်အစိုးရတစ်ဖွဲ့လှုပ်ရှားနေခဲ့ပါတယ်။ဒီလိုနဲ့ချင်းအစိုးရနှစ်ခုဖြစ်တဲ့ ICNCC နဲ့ချင်းလန့်ကောင်စီတို့ဆွေးနွေးခဲ့ကြပြီး2025ခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ချင်းမျိုးရကောင်စီ CNC အဖြစ်ပူးပေါင်းနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒေတာတွေမှာကြန့်ရှိနေတဲ့ဇူမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ကောင်စီ ZPCC နဲ့ချင်းညီနောင်အဖွဲ့ CB စတဲ့အဖွဲ့နှစ်ခုကတော့ချင်းမျိုးရကောင်စီအတွင်းမပါဝင်သေးတာကြောင့် ချင်းမျိုးရောင်းကောင်စီကချင်းပြည်နယ်နဲ့ချင်းလူထုတရက်လုံးကိုစားပြုတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်လို့မရနိုင်သေးပါဘူး။ချင်းမျိုးရောင်းတဦးလောက်ခံချင်းမျိုးရောင်းတမတော်မှာတော့စစ်တင်ရ9000ဝန်းကျင်ရှိရလို့ဖော်ပြထားပါတယ်။စုဖွဲ့မှုတွေအနေနဲ့ကတော့တမဟာအစင်တီဖွဲ့စည်းတာမတွေ့ရဘဲဒေတာအလိုက်တက်ရင်တွင်နဲ့ဒါစုဖွဲ့ထားတာကိုတွေ့ရှိရပါတယ်။ချင်းမျိုးရောင်းတမတော်ရဲ့စစ်ဌာနချုပ်ကတော့ထန်တလန်မြို့နယ်အတွင်းကဗီတိုရီယာစခန်းမှာဖွင့်လှစ်ထားပြီးမှ ချင်းပြည်နယ်မြောက်ပိုင်းနဲ့အိန္ဒိယနယ်စပ်တခြားအဓိကစီးရေးလှုပ်ရှားပါတယ်။တခြားသောချင်းဒေသတွေမှာလည်း CNFC အနေနဲ့ပူးပေါင်းထားတဲ့ချင်းလက်နက်ကိုင်အဖွဲ့ငယ်တွေနဲ့အတူပူးရဲစီးရေးလှုပ်ရှားတွေရှိပါတယ်။ CNA တပ်သားအများစုကတော့ Type 56နဲ့ Type 81 Chimera Rifle အဓိကတပ်ဆင်ပေးထားကိုတွေ့ရှိရပြီးမှစစ်ကောင်စီတပ်ကနေတင်ယူရရှိတဲ့လက်နက်တွေအပြင် M16 Rifle ကိုကင်ဆောင်တာ M16 Rifle တွေကင်ဆောင်တာလည်းတွေ့ရှိရပါတယ်။ CNA ဟာလက်နက်အင်အားအရင်ကြီးတောင်းတဲ့အခြေအနေမျိုးရှိပဲစစ်လက်နက်အပြည့်အဝတက်ဆင်နိုင်ရတဲ့အတွက်ရုံးကန်နေရတဲ့အခြေအနေမှာလာရှိပါတယ်။ ချင်းမြူရတအုပ်နဲ့ချင်းမြူရတမတော်ကိုတော့ချင်းမြူရတအုပ်ဘဟုကော်မတီကအဓိကဦးဆောင်နေပါတယ်ချင်းမြူရတအုပ်မှာတော့အဓိကခေါင်းဆောင်ပိုင်းအနေနဲ့ဩဂရတအုပ်ဒူဩဂရ3ဦးအထွေထွေအတွင်းမှု3ဦးနဲ့လက်ထောက်အထွေထွေအတွင်းမှု3ဦးရှိပြီးမှဦးစဉ်ကျုံကဩဂရအဖြစ်တာဝန်ယူထားပါတယ်ချင်းမြူရတမတော်ရဲ့အဓိကခေါင်းဆောင်နေရာဖြစ်တဲ့စစ်ဦးစီးချုပ်နေရာကိုတော့ဘဟုကော်မတီဝင်တယောက်ဖြစ်တဲ့ဗိုလ်မှူးချုပ်လတ်ထွန်းကတာဝန်ယူထားပါတယ်ချင်းဒေတာတွင်ကထိန်းချုပ်နေမိတွေကိုစီမံအုပ်ချုပ်နိုင်ဖို့အတွက်2023ခုနှစ်နှစ်စာပိုင်းမှာချင်းပြည်ကောင်စီ CC ကိုဖွဲ့စည်းခဲ့ပူပါတယ် 2025ခုနှစ်မတ်လဝန်းကျင်မှာတော့ဒေတာရင်းကနောက်ထပ်အစိုးရအဖွဲ့တစ်ခုဖြစ်တဲ့ INCNCC နဲ့ပူးပေါင်းပြီးမှချင်းမြို့ရက်ကောင်စီ CNC ကိုထပ်မံဖွဲ့စည်းခဲ့ပါတယ်။အုပ်ချုပ်မှုနယ်မြေစီမံချက်တွေနဲ့ပတ်သက်ပြီးမှအတိတ်ကြထုတ်ပြန်ထားတာမျိုးတော့မရှိသေးပါဘူး။ချင်းမျိုးရတ္တဦးချင်းမျိုးရတ္တမတော်ရဲ့အဓိကဗန္ဒံငွေလိုအပ်ချက်ကိုတော့ဒေတာတွင်အခွန်ဆက်ကြီးကောက်ခံခြင်းနဲ့တာဖြစ်တင်ထားပါရယ် စီအန်နဲ့စီအန်တွေကကောက်ခံတဲ့အခွန်နှုန်းထားတွေဟာအင်မတန်မှကြီးမြင့်လာကြောင်းဒေသတွင်းမှာနေထိုင်တဲ့ပြည်သူအတော်များများကစီအန်နဲ့စီအန်တွေကိုသဘောမကျကြပဲရှိနေပါတယ်။မဟာမိတ်တွေအနေနဲ့ရခိုင် NDF အဖွဲ့ဝင်ဖြစ်ခဲ့မှုတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေပြင် NCA လမ်းကြောင်းပေါ်မှာအတူတူရှောက်ခဲ့ကြမှုတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့ပါကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ဒါပြင်2021ခုနှစ်စစ်အာဏာသိမ်းမှုအပြီးမှာမှပေါ်ပေါက်လာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်းမဟာမိတ်ဆက်ဆံရေးတည်ထောင်လာသလိုချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းကာကွယ်ရေးတပ်တွေနဲ့လည်းစစ်ရေးမဟာမိတ်ပြုထားပါဗျ။ ချင်းလွတ်နက်ကင်အဖွဲ့ရဲ့တမ်းမှာတက်တန်အင်းဆုံးဖြစ်တဲ့ချင်းမျိုးရတအူချင်းမျိုးရတမတော်ကြောင့်ကတော့ဒီလောက်ပါပဲနောက်လာမယ့်အပိုင်းမှာလည်းတခြားသောချင်းတက်တွေအကြောင်းကိုထပ်မံဖော်ပြပေးရအောင်ပါဒီဗီဒီယိုမှာတင်ဆက်ပေးရခဲ့တဲ့ချင်းမျိုးရတအူချင်းမျိုးရတမတော်ရဲ့အကြောင်းကိုစောင်းပါအနေနဲ့ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ Telegram မှာ Break Follow ရရှာပြီးမှတွားရောက်ဖတ်ရှုလို့ရပါတယ်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်